င်္ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆားမှာကတော့ပေါင်လူကြီးမင်းနဲ့ကြံเจ้าဟာစစ်သူကြီးတီရဲ့အိမ်တော်ကိုရောက်ရှိလာခဲ့ပါတယ်။ဒီထင်ကတော့ပေါင်လူကြီးမင်းနဲ့တွေ့ကြပေမဲ့အဖေဖေသူတီချင်းကဘယ်သူမှလာပြီးတော့နှောက်ဆက်ခွင့်မပြုဘို့အထွန်းညွန်ကြားထားတယ်လို့ပါဆန်းကပြောပါတယ်။ပါဆန်းတော့ပေါင်လူကြီးမင်းတို့နဲ့စစ်သူကြီးတီဟာအရေးကြီးတဲ့နန်းရင်းရာကိစ္စတွေဆွေးနွေးနေကြအောင်ဒီထင်တော်မှတွေ့လို့မရဘူးလို့ပြောလိုက်ပါတယ်။အနောက်တော့တီချင်းကပေါင်လူကြီးမင်းကိုနန်းတော်မိတ်လက်ခံရရှိပြီလားလို့မေးပါတယ်။ပေါင်လူကြီးမင်းကတော့လက်ခံရရှိခဲ့မယ်သူနားမလည်ဖြစ်နေတာကဘာလို့မသိတော့မအပ်ဆက်တဲ့ လက်ထောက်ဆစ်ဆေးရာရှိသူကလောက်ရမှာတုံးလို့မေးပါတယ်။ဒီချင်းကလည်းအဲ့ဒီကိစ္စကြောင့်ပဲပေါင်လူကြီးမင်းနဲ့ကြံကြောင်းကိုအိမ်တော်ကြီးဖိတ်လိုက်ရတာပဲဖြစ်ပါတယ်။တိုင်းပြည်ညာဆောင်းပွဲကျင်းပါတာနန်းတော်အတွက်ရေးချင်းရှိတဲ့တံမှုကိုခန့်တယ်ဆိုပေမဲ့ပိုအေးကြီးတာကဒီခွင်းကိုသုံးပြီးတော့ជីတန်နယ်ဆက်ကိုသွားဖို့တင်းတော်တဲ့လူကိုရွေးချယ်တာလို့ပြောပြပါတယ်။ပေါင်လူကြီးမင်းနဲ့ဆောင်းပွဲကလူတွေကိုတခါတည်းယာတူကြီးပေးရချင်တာလားလို့မေးပါတယ်။ဒီချင်းကတော့ជីတန်ကတားဆုပ်ကိုမျက်ချိမပြတ်စောင့်ကြည့်နေတာဖြစ်လို့အချိန်ပြည့်ကျူးကျော်ဝင်ရောက်နိုင်ခြေရှိနေလို့ရှင်းပြပါတယ်။ပြီးတော့ကြံပေးစစ်သူကြီးရွမ်ကျဲက စီမီမီနဲ့ဂျင်သားရနေဆိုမဲ့လောက်ငယ်သားရဲမတ်တွေလိုအပ်နေတယ်လို့ရှင်းပြပါတယ်။အဲအကြောင်းငယ်ွယ်ထက်မြတ်တဲ့လူငယ်တွေကိုချက်ချင်းနေရာဖြည့်ဆည်းထားဖို့လိုအပ်နေကြောင်းပေါင်လူကြီးမင်းကိုပြောပြပါတယ်။ပေါင်လူကြီးမင်းကတော့တိုင်းပညာရှင်အသည့်ဆိုတာဈေးပြူဟာတိုင်းပညာတွေအကုန်လုံးထူးချွန်နေတယ်ဆိုရင်တော့နန်းတော်တွေဝင်ကားစားဖြစ်လို့အကျင့်စရိုက်တွေရဖြစ်ဖြစ်နောက်ခံအကြောင်းရဖြစ်ဖြစ်အကုန်လုံးကိုလေးလေးနက်နက်နားလည်ထားဖို့လိုတယ်လို့ပြောလိုက်ပါတယ်။အဲအကြောင်းပေါင်လူကြီးမင်းကတော့နေဆက်ကာကွယ်ရေးလိုမျိုးအရေးကြီးတဲ့တာဝန်မှာအလင်းစလိုလုပ်လိုက်မယ်ဆိုရင်မတင့်တော်မှာဆိုရင်လည်းလို့အကြံပေးပါတယ်။ အဲ့ဒါတွေကိုသိထားတဲ့တီချင်းကလည်းဒါတွေကြောင့်သာပေါင်လူကြီးမင်းနဲ့ကြံကြောင်းကိုပို့ပြီးတော့အားထားနေတာဖြစ်ကြောင်းပြောပါတယ်။ကြောင်းရင်ကတော့ပေါင်လူကြီးမင်းကအတွေ့အကြုံရှိပြီးဒေချာရှင်းလင်းလင်းသိမြင်နိုင်တဲ့အတွက်ဒိုင်းပညာဆောင်ပွဲရဲ့လက်ထောက်ဆစ်ဆေးရာရှိရာထူးအနေနဲ့ဝင်ဖြေတဲ့လက်ပီးစင်တိုင်းသမားတွေကိုအနီးကပ်လေ့လာဆစ်ဆေးလို့ရတာကြောင်းပါ။အဲ့ဒါကြောင့်တီချင်းကတော့ပေါင်လူကြီးမင်းဟာအတူဆုံးချိန်တွင်းတိုင်းသမားတွေရဲ့အချင်းစရိုက်ကိုခံမှန်းလို့ရတယ်လို့ယုံကြည်နေပါတယ်။ကြံကြောင်းကတော့တိုင်းလောကကလာသူဖြစ်တာကြောင့်ဂိုင်းမျိုးစုံရဲ့တိုင်းပညာအတတ်တွေကိုအကျွမ်းတဝင်ရှိပြီးတော့တိုင်းလောကနဲ့ဆက်ဆက်နေတာတွေပြင် လာဖြေတဲ့သူတွေရဲ့နောက်ခံကိုမှစုံစမ်းရမယ်လို့တီချင်းကပြောလိုက်ပါတယ်။အဲလိုကြံကြောင်းစုံစမ်းမှလည်းရုံတော်တီးတီးကအစီရင်ခံလာတဲ့အချက်လက်တွေကိုနှိုင်းရှင်ပြီးတော့ပုံမှန်ကန်တီးကြနေမှာဖြစ်မယ်လို့ထပ်ပြောပါတယ်။အဲနောက်တော့တီချင်းကသူသမီးတီထင်အားကြံကြောင်းလာမယ်ဆိုကြတဲ့ကစိတ်လုံးနေရာကြောင့်ရေးကြီးကိစ္စပြောဖို့ဝင်ဝင်ပေးမထားခဲ့ဘူးလို့ကြံကြောင်းကိုပြောပြလိုက်ပါတယ်။အဲတော့အခုအကုန်ပြောပြီးဖြစ်လို့ကြံကြောင်းသာစိတ်မရှိလို့ရှိရင်သူသမီးတီထင်နဲ့သွားပြီးတော့စကားပြောပြီးဖို့တောင်းဆိုလိုက်ပါတယ်။အဲနောက်တော့ဘောင်လူကြီးမရတီချင်းတစ်ခုခုပြောစရာမှကြံနေသေးလို့ကြံကြောင်းကိုသွားခိုင်းလိုက်မှသိပါတယ်။ ဒီချင်းကတော့ဈေးဥစည်းဌာနကိုထိန်းချုပ်တဲ့အချိန်မှာကံကွက်မှုအများပြားနဲ့ရင်ဆိုင်မယ်ဆိုရာကိုသူသိပေမဲ့တိုင်းပညာရေးဆောင်ပွဲကတလောက်များပြားတာကြောင့်ပြဿနာတွေဖြစ်ပွားလာမယ်လို့မထင်ကြောင်းရှင်းပြပါတယ်။တပတ်မှာတော့ကြံကြောင်းတီထင်းနဲ့တွေ့တာနဲ့ဒီထင်းကတော့သူ့ဖေနဲ့အကြာကြီးပြောနေတာဘာလို့ကိစ္စတွေကြောင်းလဲလို့မေးပါတော့တယ်။ကြံကြောင်းတော့အရေးကြီးကိစ္စဖြစ်တာကြောင့်ဒီထင်းကိုဘယ်လိုလုပ်ပြောပြလို့ရမှာလဲလို့ပြန်ပြောလိုက်ပါတယ်။ဘိုင်းကလည်းစစ်သူကြီးကစစ်ပြူဟာတွေကိုပေါက်ကြားတာမျိုးမဖြစ်အောင်တားမြစ်ထားကြောင်းဒီထင်းကိုသတိပေးလိုက်ပါတယ်။အဲနောက်တော့ဒီထင်းကကြံကြောင်းရောက်လာတော့သူရဲ့ကောင်းလေးအာယူအကြောင်းကိုမေးပါတယ်။ ဒီထက်တော့အာယူဟာတိုင်းတော့ကသာတယောက်ဖြစ်ပေမယ့်အများတန်းခိုင်ဖုံးမှာပဲနေပြီးတော့ကြံကြောင်းတို့ခိုင်ဖုံးတယောက်လုံးနဲ့လည်းအကျွမ်းတွင်ရှိနေရလို့ပြောပါတယ်ပြီးတော့အာယူကမိန်ကလေးဖြစ်ပေမယ့်တစ်ချိန်လုံးယောက်ျားလေးလို့ဝေထားတာရောခိုင်ဖုံးတယောက်လုံးကိုသိတာလားလို့ထပ်ပြီးတော့မေးပါတယ်အဲ့ဒါပြင်အာယူရဲ့ဓာအချိုးကိစ္စနဲ့အာယူရဲ့တိုင်းပြည်ညာမြင်မာတာကြောင့်ဘလောက်ကြာကြာလေးချင်းမှဒီထင်းနေနဲ့အနိုင်လို့ရမှာလဲလို့မေးခွန်းတွေတောက်ချောက်မေးနေတော့တာပါကြံကြောင်းတို့ဒီထင်းကမေးခွန်းတွေအများကြီးမေးထားကြောင်ဒါတွေကိုသာဖြေရလို့ရှိရင်ဒေးတစ်ဝက်လောက်အချိန်ကုန်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ကြံကြောင်းတို့အာယူနဲ့ဒီထင်းကအရန်တူပြီးတော့ ပြဿနာကြုံရင် KC တွင်းကြမေးရတာကိုကြိုက်တတ်တာပဲလို့ပြောနေခဲ့ပါတယ်။ဒီထင်လဲပြောပြီးတော့သူနဲ့အာယူကသားအစားရာဖြစ်တယ်နော်လို့ပြန်ပြောပါတယ်။အားကြောင့်ကြံကြောင်းလဲတီထင်ပါလို့တခါတည်းအာယူစီမသွားရလေလို့မေးလိုက်ပါတော့တယ်။ဒီထင်လဲအချိန်မြွေးခိုင်ပုံရုံတော့ဝင်ထွက်သွားလို့ရနေတာကြောင့်အာယူကိုရှာပြီးတော့စကားဆွင့်ပြောလို့ရတာပဲလို့ကြံကြောင်းကကြံပေးလိုက်ပါတယ်။အဲနောက်တော့အာယူကဆရာကုန်းဆုံးစီသွားပြီးကြံကြောင်းနဲ့ပေါင်လူကြီးမင်းတို့ဘယ်အချိန်မှပြန်လာကြမှာလဲလို့သွားမေးနေခဲ့ပါတယ်။ဆရာကုန်းဆုံးကလည်းတီချင်းလူကြီးမင်းကအလုပ်ကိစ္စဆွေးနွေးနေတာကြောင့်လာပြီးတော့ရှာခေါ်သွားတာဖြစ်ပြီး ဘလောက်ကြောင်မယ်ဆိုတော့မတီသေးတောင်ပြောပြလိုက်ပါတယ်အိုက်ကတော့အလုပ်ကိစ္စတောင်ပေါလုံကြီးမင်းကိုခေါ်သွားတာမှန်မယ်ကျန်တောင်းတော့ဘာလို့ထပ်ခေါ်သွားသေးတာလဲလို့ဓာတ်မေးနေပြန်ပါတယ်အဲနောက်မှာတော့ဆရာကုန်းဆုံးကျန်းလုံးကြောက်ဦးတို့ကတိုင်းမညာရဲ့ဆောင်ပွဲဖြေတဲ့လူတော်များများမျိုးတော်တွေဝင်လာနေဖြစ်လို့လူထပ်လို့ပြီးတော့နေရာနဲ့စစ်စစ်ခိုင်းလိုက်မလားလို့လာပြီးတော့မေးပါတယ်ကြောက်ဦးကတော့သူတို့တွေအလုံးကလက်နက်တွေကင်လာကြပြီးတော့တိုင်းလေးချင်းတဲ့သူတွေဖြစ်နေကြအောင်အချင်းချင်းအမြင်မကြည်လာနဲ့မလုလားတဲ့ပြဿနာတွေထပ်ဖြစ်လာမှာကိုစိတ်ပူတယ်လို့ပြောလိုက်ပါတယ်ဆရာကုန်းဆုံးနဲ့သဘောပေါက်ပြီးတော့လူလွတ်ဖို့နဲ့ ရောင်းတော့ကလူတွေကိုသူတို့နဲ့အရင်ပရိပခဖြစ်တာမျိုးမဖြစ်စေဖို့မှားလိုက်ပါလေ။အဲနောက်မှာတော့အာယူကကျန်းလုံးကြောင်းနဲ့လိုက်ချင်တာကြောင့်အပြင်ထွက်ပြီးတော့လေကောင်းလေတန်လေးရှူရမယ်လို့ဆရာကောင်းဆုံးလိန်ပြောလိုက်ပါလေ။ဒါပေမဲ့ဆရာကောင်းဆုံးကအာယူကိုအပြင်မထွက်တာအကောင်းဆုံးပဲလို့ပြောလိုက်ပြီးတားထားလိုက်ပါလေ။ဆရာကောင်းဆုံးကတကယ်လို့အာယူသာအပြင်ထွက်လိုက်ရင်ဒိုင်းပညာဆောင်မွေးဝင်ဖြစ်တဲ့လက်ဝေးစင်တိုင်းသမားရင်ပရိပခသွားဖြစ်ရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါလေ။အာယူကတော့သူမလုံးနိုင်ပါဘူးလို့အတင်းမဲညင်းနေခဲ့တာပါ။ဒါပေမဲ့ဆရာကောင်းဆုံးကအဲ့လိုမှမဟုတ်ရင်အာယူနေနဲ့အပြင်ထွက်ပြီးတော့ ဘာလို့မလို့လဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ဇာကွန်ဆိုရာအဲ့ဦးအပြင်ထွက်ရတဲ့ရွေချက်ကအပြင်ထွက်ပြီးတော့တိုင်းလောကသားတွေကိုသွားရှာပြီးတော့တိုက်ခိုက်ဖို့စိန်ခေါ်မလို့ဗလားလို့မေးလိုက်ပါတယ်။အားကြောင့်အဲ့ဦးလည်းကြံကြောင်းဇာကွန်ဆုံးကိုတလောကလုံးမှာဘယ်ကိစ္စမှမဆိုဇာကွန်ဆုံးကိုဖုံးကွယ်ထားနိုင်တာမရှိဘူးလို့ပြောခဲ့တာဟာမဆန်းကြောင်းကိုတွေးနေပါတော့တယ်။ဇာကွန်ဆိုရာတိုင်းမင်သားရဲ့ဆောင်းပွဲမှာပေါင်လူကြီးမင်းလဲပေါင်ရင်ပတ်သက်နေတာဖြစ်လို့ပေါင်လူကြီးမင်းကိုထပ်ပြီးတော့ဒုက္ခမပေးမိစေနဲ့လို့မှားလိုက်ပါတယ်။ဒါမှမဟုတ်တီချင်းကတိုင်းမင်သားရဲ့ဆောင်းပွဲကျင်းပါတာကနန်းတော်အတွက်ရေချင်းရှိတဲ့ လူတွေကိုရှာပေးတာအသိသာကြီးပဲလို့ပြောပြနေပါတယ်။ဒါပေမဲ့တီချင်းမထင်ထားတာနန်းတော်ထဲမှာသူ့ကိုအုပ်စုဖွဲ့ဖို့အခွင့်ကောင်းကိုယူပြီးအာနာကျေပြန့်သွားအောင်လုပ်တယ်ဆိုပြီးတော့ကောလာလာတွေပြောနေကြအောင်ကိုရှင်းပြလိုက်ပါတယ်။ပေါင်လုံးချင်းမင်းကတော့တီချင်းနေနဲ့ဘာလို့ကောလာလာတွေကိုယုံကြည်နေရလဲလို့မေးလိုက်ပါတယ်။ရှင်မင်းကြီးကလွန်မင်းယုံကြည်နေတာကြောင့်တီချင်းသာခိုင်မာယုံကြည်ထားရင်ကောလာလာတွေကသူ့လိုလိုပျောက်ကွယ်သွားမှာဖြစ်လို့စိတ်ထဲထည့်ထားအောင်မလို့လားလို့ပေါင်လုံးချင်းမင်းကမေးလိုက်တာပါ။ပြီးတော့ပေါင်လုံးချင်းမင်းကစေတူကြီးတယောက်ကဆေးဦးစီးဌာနကိုအုပ်ချုပ်ထားတာဆိုတော့ နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတာသိနေရပဲလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဒီချင်းနေနဲ့ဒါတွေကိုရင်ဆိုင်နေရချိန်မှာပုံမှန်ဆက်ဆံနေကြအတိုင်းဆက်ဆံတာမျိုးကြိုတင်ပြီးတော့ပြင်ဆင်ထားသင့်တယ်လို့ဘောင်လူကြီးမင်းကရှင်းပြလိုက်ပါတယ်။ဘောင်လူကြီးမင်းကတော့အဲ့လိုသားမဟုတ်ရင်တူညီတဲ့ချင်းတွေကိုထက်ခါထက်ခါဖြစ်ပေါ်လာရင်နေတိုင်းစိတ်ရှုပ်နေပြီးတော့ပင်ပန်းနေတာမျိုးဖြစ်မနေဘူးလားလို့မေးလိုက်ပါတယ်။အဲ့ဒါကြောင့်အဲ့လိုအချိန်တွေသာကြောင့်ရင်စိတ်တစ်ခုလုံးအလုံးတောင်ပေါ်မှာနေထားလို့ဘယ်ရနိုင်မလဲလို့ပြောလိုက်ပါတယ်။ပြီးတော့ဘောင်လူကြီးမင်းကဒီလိုမျိုးသားတီချင်းမတွေးနိုင်ခဲ့ရင်ဆဆချင်းတို့ကဆေးဦးစီးမှုတောင်းကိုလက်ခံလိုက်တာကမှကောင်းမယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒါမှတော့ဒီချင်းလန်ပေါင်လူကြီးမင်းရဲ့ဇကားကြောင့်ခြေမင်းမရှိတဲ့ဇကားတွေကိုလုံးဝအေးမဆိုင်သိမှုဆိုတာကိုနားလည်သွားပါလိမ့်။အဲ့တော့ဒီချင်းကမလုပ်ဘူးဆိုလဲပြတ်သားလို့လုံးမယ်ဆိုရင်တော့ပြက်ပြက်တသားခိုင်းမှာပဲလုံးမယ်လို့သာဆုံးဖြတ်ချက်ချလိုက်ပါလိမ့်။အဲ့ဒါမှတော့ပေါင်လူကြီးမင်းကခိုင်ဖုံးရုံတော်ကိုပြန်ရောက်တာနဲ့ရုံတော်မှာကြံခဲ့တဲ့အာယူနယ်ဆရာကုန်းစုံကိုသူပါလို့ဒီကိစ္စကိုတောင်းဝင်ယူရလဲဆိုတာအစားဆုံးရှင်းပြလိုက်ပါလိမ့်။ပြီးတော့ပေါင်လူကြီးမင်းကကြံကြောင်းပေါင်ဝင်ဖြေဆိုမဲ့လက်ဝေးစင်တိုင်းသမားတွေရဲ့နောက်ခံကြောင်းကိုစုံစမ်းမှုအစည်းအဝေးရှိလားလို့မေးလိုက်ပါလိမ့်။ကြံကြောင်းနဲ့လက်ဝေးစင်တိုင်းသမားတွေကဒရိုင်းမီလုံးလမ်း15လမ်းကလာတာဖြစ်လို့ အရန်ကိုကျေပြန်လို့တဲ့အတွက်မာကိုင်းအိုးရန်ချွန်းရှန်ခုံးကျွန်းလူဖန်တို့ကိုခေါ်ရမယ်လို့ပြောလိုက်ပါတယ်ပြီးတော့မှကြံတောင်းကသူတို့ဖျန့်ချက်ထားတဲ့ဒိုင်းပြီလုံးရဲ့တရှိုးကိုသုံးပြီးတော့ကူဆောင်တန်းခိုင်းရမှာလို့ပြောပြလိုက်ပါတယ်ဒါပေမဲ့အရင်ဆုံးတော့အားလုံးရဲ့နာမည်ဆင်းကိုလိုချင်တယ်လို့ကြံတောင်းကတောင်းလိုက်ပါတယ်ပေါလုံကြီးမင်းကတော့လက်ထောက်စစ်ဆေးရာရှိရာထူးနဲ့ဆရာကုန်းဆုံးဆောင်ပွဲဆောင်ကိုခေါ်သွားပြီးတော့စားရစားတဲ့စီမံနာဆောင်ရွက်မယ်လို့ပြောပါတယ်အဲတော့ပေါလုံကြီးမင်းကဆရာကုန်းဆုံးကိုစစ်မဲ့ရေးရာဌာနစီနာမည်ဆင်းသွားယူပြီးတော့အမြန်ဆုံးကြံတောင်းကိုပေးလိုက်ဖို့မှာလိုက်ပါတယ် အဲ့ဒါမှတော့ကြံကြောင်းရောဆရာကုန်းဆုံးရောကိုစီအလုပ်တွေရနေဖြစ်တာကြောင့်အာယူလေသူရောဘာလို့ ਆ မလဲလို့မေးလိုက်ပါတယ်။ဘောင်လုံးကြီးမင်းကတော့တိုင်းပညာရေးဆောင်ပွဲကနန်းတော်ဆောင်ပွဲကြီးတစ်ခုဖြစ်ပြီးအာယူကတိုင်းလောကသားဖြစ်နေတာကြောင့်ဆောင်ပွဲဆောင်တဲ့ဝင်ဖို့ကအဆင်မပြေဘူးလို့ရှင်းပြပါတယ်။အဲ့တော့အာယူလေကြံကြောင်းကိုကူညီဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကြံကြောင်းကသူတော်အင်အားမလုံလောက်တာကြောင့်ဂိုင်းတွေကိုကူညီတောင်းထားတဲ့အတွက်အာယူဝင်ကူညီလို့မရဘူးလို့ပြောပြပါတယ်။အဲ့တော့အာယူလေစိတ်မကောင်းဖြစ်ပြီးတော့ဆရာကုန်းဆုံးကတော့အာယူရဲ့မျက်နှာအနေထားကိုရိပ်မိသွားပါတယ်။ဆရာကုန်းဆုံးကအာယူကဆောင်ပွဲဆောင်တဲ့ဝင်လို့မရနိုင်ဘူးဆိုပေမဲ့ တကယ်လို့လိုအပ်တာရှိရင်ကုညီခိုင်းလို့ရအောင်ပေါလုံကြီးမင်းကိုဝိုင်းပြောပေးလိုက်ပါလေအဲတော့ပေါလုံကြီးမင်းလည်းလက်ခံလိုက်ပြီးတော့လောဆယ်တော့နေရာတီကြမတွေ့သေးတာကြောင့်ရုံးတော်တွေပဲကုညီဖို့ကြားလာမဲ့မိန့်ကိုစောင့်နေပေးဖို့အိုက်ကိုပြောလိုက်ပါလေအဲတော့တော့တီချင်းကတစ်ဖက်မှာပေါင်ချင်းနဲ့ကြံကြောင်းကိုကုညီတောင်းထားကြောင်းရောက်ဖားနဲ့အမောက်ကိုသွားပြီးတော့ပြောပြပါလေမင်းသားကြီးကတော့လယ်ပြင်တိုင်းသမားရဲ့အချင်းစရိုက်တွေနဲ့နောက်ခံအကြောင်းတွေကိုနားလည်နိုင်တော့ပြဿနာမရှိတော့ပါဘူးလို့ပြောနေခဲ့ပါလေအဲတော့တီချင်းလည်းဒီလိုမှသာနောက်ပိုင်းကိုစိတ်ချလက်ချနဲ့ယာရုသတ်မှတ်ပြီးတော့ ပေကျန်းကနေခြေတန်နဲ့ခုခံခိုင်းရမှာလို့ပြောလိုက်ပါတယ်။ဒူတော်ကြောက်ရှန့်ကတော့သူလဲစိတ်ဝင်စားတာကြောင့်သူ့ကိုရောသွားခိုင်းမှာလားလို့ဒီချင်းကိုဝေးပြီးတော့တောင်းဆိုပါတယ်။ဒီချင်းလဲဒူတော်ကြောက်ရှန့်ကသူ့ရဲ့ရာရှိရဲ့လုပ်ငန်းစဉ်ထဲမှာပါဝင်ခြင်းလို့လားလို့မေးတာကြောင့်ကြောက်ရှန့်ကတော့ဒီချင်းသာလွှင့်ရင်ပါဝင်ခြင်းပါတယ်လို့ပြန်ဖြေပါတယ်။အဲဒါအောင်မေးဖြစ်သူကတော်ဝင်မျိုးနယ်စီမံရေးဌာနစီမံအဏာတွေကတော်ဝင်မျိုးနယ်ကိစ္စရတွေဖြစ်ပြီးတော့တိုင်းပြည်ညာရေးဆောင်ပွဲနဲ့ကြောက်ရှန့်ကတော့နည်းနည်းလေးမှပတ်သက်မှုမရှိဘူးလို့ပြောလိုက်ပါတယ်။ကြောက်ရှန့်ကတော့တိုင်းပြည်ညာရေးဆောင်ပွဲကမစည်းစနာကြပါဖြစ်ပြီး ဒိုင်းမီတို့ရေချင်းရှိတဲ့လူတွေကိုရွေးချယ်ဖို့ဗတ်ပေါင်းဆောင်ကအရာရှိတွေအားဖြည့်ပေးတင်တယ်လို့ရှင်းပြလိုက်ပါတယ်။မင်းသားကြီးကလည်းဒါလိုဖြစ်တဲ့ဆိုရင်တော့မှကြောက်ရွံ့နေနဲ့ဒေါ်ဝင်စီမံရေးကဌာနမှာဝင်ပါလို့မရဘူးလားလို့ပြောပါတယ်။ကြောက်ရွံ့တော့သူကငငယ်လေးတည်းကတိုင်းပညာလေ့ကျင့်လာပြီးစာပေသမားဆိုမြဲတိုင်းပညာကိုတော့လုံးဝတာမန်တိုင်းပညာလောက်မဆုံးဘူးဆိုတာကိုယုံကြည်ကြောင်းထပ်ပြောပါတယ်။အားလုံးစေအရာရှိတဲ့ဝင်နာကလည်းဦးလေးဖြစ်သူတီချင်းကိုတတ်တတ်ကူညီပေးအောင်လောက်ပါပဲလို့ကြောက်ရွံ့ထပ်ပြောပါတယ်။ဒီချင်းကလည်းသူပြင်မှာတော်တော်ကြာနေခဲ့တာကြောင့် ကျောင်းဆန်တိုင်းပြည်သားလေးကျင့်နေမှာမသိခဲ့ရဘူးလို့ပြောလိုက်ပါတယ်။မိလိုက်ကတော့တိုင်းပြည်သားကိုနားမလည်မဲဘီးညီတယောက်အနေနဲ့တိုင်းပြည်သားကိုတင်ယူထားတာဘလောက်ကောင်းလိုက်လေလို့ဝင်ပြောလိုက်ပါတယ်။ပြီးတော့မိသားကြီးကသားဖြစ်သူကျောင်းဆန်ကိုဦးလေးတီချင်းကတိုင်းပြည်သားရဲ့ကျင်းပါပြီးတံမှုကိုရွေးချယ်နေတာကနန်းတော်ရဲ့တအားအတွက်ပဲလို့ပြောပြပါတယ်။အဲဒါကိုကိုတို့အရင်ကရှာပြီးတော့စစ်စေးရာရှိလောက်တာကလူလေးပါစားဖျားမှာပြောစမှဖြစ်စီတယ်လို့ကျောင်းဆန်ကိုပြောလိုက်ပါတယ်။အဲဒါပြင်နန်းတော်ကရာရှိတွေကလည်းဦးလေးဖြစ်သူတီချင်းကိုတိုက်ခိုက်လို့ရတဲ့အကြောင်းအရာကိုရှာမတွေ့လို့ခန့်နေတာဖြစ်တဲ့အတွက် တကယ်လို့ကြောင်းရှန်သာသွားရင်ပူပြောစရာဖြစ်သွားလိမ့်မယ်လို့မင်းသားကြီးကသတိပေးလိုက်ပါတယ်ဒီချင်းကတော့ဝင်ပြောပေးခြင်းပဲမင်းသားကြီးကကိုမိသားစုဝင်နေဆိုပေမဲ့အလုတ်ကိစ္စကိုပို့ပြီးတော့ဦးစားပေးရမှာဖြစ်တာကြောင့်ဝင်ပြောပေးတာစီစဉ်ပေးတာတွေပါခွင့်မပြုလို့ဒီလိုသာသူပြောလို့ဆုံးဖြတ်ကြတာပေါ့လို့ရှင်းပြလိုက်ပါတယ်ဒီထင်ကတော့တော့တွေ့မယ်ဆိုပြီးတော့မရောက်လာပဲ IUC ကိုရောက်သွားခဲ့တာပါ IU ကတော့ယောက်ျားလေးလိုပြင်ဆင်ထားတဲ့တီထင်းကိုမြင်လာနဲ့တမ်းပြီးတော့မှတ်မိနေပါတယ်ဒီထင်းကတော့အိမ်မှာညီးဝင်နေတာကြောင့်အပြင်လျှောက်သွားခြင်းတဲ့အတွက်ယောက်ျားလေးလိုဝတ်စားလာခဲ့တာဖြစ်ကြောင်း IU ကိုရှင်းပြလိုက်ပါတယ် အာယူလည်းမိမယောက်ျားခွဲထားမှုတွေကိုဒီအပိုင်းမှာမကြာခဏခံရတဲ့အတွက်စိတ်ကုံနေတာပါအားတော့အာယူကသူလည်းပဲနေတိုင်းယောက်ျားလေးလိုဝေစားထားတဲ့အကြောင်းရင်းတွေကိုဒီထင်းကိုရှင်းပြလိုက်ပါတယ်အဲနောက်တော့အာယူနဲ့တီထင်းလည်းအဖော်ရသွားပြီးတော့ခိုင်ဖုံရုံတော်ထဲမှာစကားပြောနေကြပါတယ်ဒွန်းနဲ့တစ်ဖက်မှာလည်းရေဆန်းလူကြီးမင်းကရှောင်းဝံကိုဖြေဆုံမဲ့လက်ပစ်ရှင်တိုင်းသမားတွေအကုန်လုံးရောက်လာပြီလားလို့မေးလိုက်ပါတယ်ဆောင်းဝဲမစားခင်မှာအားလုံးကစုံနေတာကြောင့်ရေဆန်းလူကြီးမင်းလည်းဒီနေ့ဟာဆောင်းဝဲဆောင်နဲ့ဝင်လာပြီးနောက်ပိုင်းရဲ့ဆွေးနွေးခန်းဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ် ပြီးတော့တီလူကြီးမင်းနဲ့ပေါင်လူကြီးမင်းရဲ့လက်လောနေတဲ့အခန်းကိုတိတ်တိတ်ဆိတ်ဆိတ်ဖြစ်အောင်လှုပ်ပေးဖို့ရှောင်းဝံကိုညွှန်ကြားလိုက်ပါတယ်။ရဲစမ်းလူကြီးမင်းကတော့တိုင်းပညာရဲ့ဆောင်ပွဲကမကျင်းပါတာကြားရဖြစ်တဲ့အတွက်စစ်မဲ့ရေးရာဌာနအနေနဲ့အမှားအင်ဖြစ်လို့မရကြောင်းထပ်ပြောပါရစေ။အဲဒါမှာတော့အာယူကပေါင်လူကြီးမင်းကသူဒုက္ခပေးတာကိုမခံနိုင်တာကြောင့်သူ့ကိုရုံးတော်မှာပဲထားခဲ့ကြောင်းကိုပြောပြနေပါရစေ။ဒီထင်အောင်လွတ်လပ်တဲ့အာယူကိုသဘောကျနေပြီ။သူကြတော့အပြင်ထွက်တိုင်းပါရှန်နဲ့ပါရင်တို့ကလိုက်နေကြတဲ့အကြောင်းကိုပြောလိုက်ပါရစေ။အာယူကတော့ဒီထင်အဲ့လိုဖြစ်တာကအဖေဖြစ်သူကဂယူဆိုင်ပေးလို့ဖြစ်ပြီး ငငယ်လေးတာအဖေမေမရှိတော့တဲ့သူ့အတွက်တော့တီထင်းကိုအားကျစရာဖြစ်မိပါတယ်လို့ပြန်ပြောလိုက်ပါတယ်အဲနောက်မှာတော့ပါရှန်နဲ့ပါရင်တို့ရောက်လာခဲ့တာကြောင့်တီထင်းလည်းအာယူကိုဆွဲခေါ်ပြီးတော့ပြေးပါတော့တယ်ပါရှန်နဲ့ပါရင်တို့ကတော့သူတို့မမလေးတီထင်းသားရုံးတော်ရောက်လာရင်သူတို့ကိုလူလွတ်ပြီးတော့အကြောင်းကြားပေးဖို့ဝမ်ချောင်မိုင်းကိုပြောနေခဲ့တာပါဒုနဲ့သူတို့ပြန်သွားမှခြုံမိုးတဲ့ဝင်ပုံးနဲ့အာယူနဲ့တီထင်တို့လည်းထွက်လာပါတော့တယ်။တီထင်ကတော့သူ့ဖေသူ့ကိုနည်းနည်းလေးမှလွတ်လပ်ခွင့်မပေးတာကြောင့်အာယူအမှတွေ့လားဆိုပြီးတော့တိုင်ပြောနေပါလေ။အာယူကတော့တီထင်ထွက်လာပြီလို့ထွက်လပ်စားနဲ့ ။တနင်္လာခေါ်သွားမယ်လို့ပြောပြီးတော့ခေါ်သွားခဲ့ပါတော့တယ်။အဲနောက်တော့အာယူနဲ့တီထင်တို့ကတိုင်းပညာရဲ့ဆောင်းပွဲဆောင်းပွဲဆောင်အရှိကိုရောက်လာကြပါတယ်။အာယူကလည်းဒီဆောင်းပွဲဆောင်ထဲမှာလည်းဝိစဉ်တိုင်းသမားတွေအကုန်ရှိနေတာကြောင့်တီထင်ကိုရှင်းပြလိုက်ပါတယ်။အာယူကတော့မိန်းကလေးမဝင်ရစီးမင်းကိုဒေါသထွက်နေပြီးတော့တီထင်ကလည်းအဲ့စီးမင်းကတော့ပြောင်းမရတဲ့တရားသေးပဲလို့ရှင်းပြပါတယ်။ဒါမဲ့အာယူကတော့ဆောင်းပွဲဆောင်ထဲကိုဖျက်ဝင်မယ်လို့တီထင်ကိုပြောလိုက်တာပါ။အဲနောက်မှာတော့တိုင်းသမားတယောက်ဟာအာယူတို့ကိုလမ်းဖယ်ပေးဖို့ရင်းသီးနဲ့ပြောလိုက်တာကြောင့်အာယူတို့လည်းဒေါသထွက်သွားပါတယ်။ အာယူနဲ့တီထင်လဲသူတို့ဒေါသထွအောင်လာဆွားတဲ့သူကိုပြန်ခံပြောနေခဲ့ပါလေ။အိုက်တိုင်းသမားကတော့အာယူနဲ့တီထင်ပြောဆိုကြည့်ပြီးတော့ကိုဒုက္ခကိုရှာတာပဲလို့ပြန်ဖျဲနေခဲ့တာပါ။အဲနောက်တိုင်းသမားကဓာထုတ်လိုက်တာကြောင့်အာယူလဲရန်ဖြစ်ချင်တဲ့တိုင်းသမားကိုသူနဲ့တီထင်နှစ်ယောက်တည်းကတယောက်ကိုရွေးလိုက်လို့ပြောလိုက်ပါလေ။ဒါမဲ့တိုင်းသမားကတော့သူတို့နှစ်ယောက်စလုံးပြေးမလို့စရာဘူးလို့ပြောပြီးတော့တိုက်ခိုက်ဖို့ကြံပါလေ။အဲချိန်မှာပဲနောက်ထပ်တိုင်းသမားတယောက်ထဲရောက်လာပြီးတော့ဒါဟုတ်ဒါကရန်ဖျဲရမယ့်နေရာမဟုတ်ကြောင်းပြောလိုက်ပါလေ။သူတို့နှစ်ယောက်စလုံးတိုင်းမင်းသားဆောင်ပွဲလာပြီဆိုတဲ့အနေနဲ့ စိတ်ဓာတ်နဲ့အင်အားကိုစောင့်မွဲဖြေမဲ့နေရာမှာပဲတုံးလိုက်ဖို့အကြံပေးလိုက်ပါတယ်။အဲ့လိုရန်ဖြစ်တော့မဲ့ဆဲဆဲချိန်မှာခိုင်ဖုံးတော်ကဂျန်လုံးကျောက်ဟူလို့ရောက်လာကြောင်းအာယူလည်းတီထင်းလက်ကိုဆွဲပြီးတော့ပြေးရပြန်ပါတယ်။အဲ့နောက်မှာတော့ဂျန်လုံးကျောက်ဟူတို့လည်းသူတို့ကခိုင်ဖုံးယုံကလူတွေဖြစ်ပြီးတော့ဒီနေရာစောင့်မွဲဆောင်ဖြစ်တဲ့အတွက်ရေးကြီးနေရာမှာပြဿနာမရှာဖို့ကိုတားလိုက်ပါတယ်။အဲ့နောက်မှာအာယူတို့ကိုဝင်ကူညီတဲ့အတိုင်းသမားကသူလည်းပဲဒီတိုင်းပညာရဲ့စောင့်မွဲကိုဝင်ဖြေတဲ့လင်ရွံဖြစ်ကြောင်းမိတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။အာယူကတော့တစ်ဖက်မှာဂျန်လုံးကျောက်ကိုမြင်ပြီးတော့အစင်းပြေတာကြောင့်ဟီဟာလှုပ်နေခဲ့ပါတယ်။ ရုံတော်ပြောင်းလာချိန်မှာတော့ပေါင်လူကြီးမင်းဇာကုံးစွန်းနဲ့ကြံချောင်းတို့ကအာယူကိုစူဖို့အတင်းဆောင်နေကြပါပြီ။အာယူကတော့သူ့ကိုအဲ့လိုမကြည့်ကြဘူးနဲ့ဒီထင်ကိုခေါ်ပြီးတော့ရှောက်လန်ကိုတတ်တတ်ပါပဲလို့ပြောနေခဲ့ပါတယ်။ဇာကုံးစွန်းတော့အာယူကိုမသွားခိုင်းတာကအဲ့လေပြီးစင်တိုင်းသမားရည်နဲ့အဲ့ဒီလိုပရိပက္ခဖြစ်မှာဆိုတာကိုကြောက်လို့ပဲလို့ပြောလိုက်ပါတယ်။ကြံချောင်းတော့ဆောင်ပွဲဆောင်မှာတဲတဲ့လူတွေအကုန်လုံးကလေရွေးစင်တိုင်းသမားတွေကြီးပဲမလို့အာယူသွားတာတခြားယူရချက်ရှိသေးလားလို့မေးပါတယ်။အဲ့ဒါကြောင့်အာယူလည်းကြံချောင်းတော့မှနောက်ခံနေသွားပြီးတော့စုံစမ်းနေပြီးတော့ သူ့ကိုယုံတော့မှာပဲနေစေချင်တယ်လားလို့ပြန်ပတ်လိုက်ပါတယ်။အာယူလည်းပေါင်လူကြီးမင်းကိုသူ့ဘော်တရားမမျှမတမဆုံးဖြတ်ပါနဲ့လို့ပြောလိုက်တာကြောင့်ပေါင်လူကြီးမင်းကတော့အာယူတကယ်ပဲကူညီဖို့မျှော်လင့်နေလားလို့မေးလိုက်ပါတယ်။ပေါင်လူကြီးမင်းလည်းတီစေသူကြီးမှာအရန်ချရတဲ့တမီးလေးတီထင်တယောက်ပဲရှိတာကြောင့်အများရန်ချုံနောင်ထားနေမိကြောင်းကိုပြောပြပါတယ်။ခုဆိုရင်တီစေသူကြီးကတိုင်းမညာဆောင်ပွဲတာဝန်ကြီးကိုထမ်းဆောင်နေတာဖြစ်ပေမဲ့တီထင်ကတော့သူ့ကိုအလုပ်ကောင်းကောင်းမလုပ်ရပဲစိတ်ပြန့်လွင့်အောင်လုပ်နေတယ်လို့ပေါင်လူကြီးမင်းကပြောလိုက်ပါတယ်။အားကြောင့်စေသူကြီးတီကအကူအညီတောင်းထားတဲ့ထဲကတစ်ခုဖြစ်တဲ့ ဒီထင်းကိစ္စကိုပေါင်လူကျွင်းကအိုက်ဟူကိုတာဝန်ပေးရလိုက်ပါတော့တယ်။အိုက်ဟူသာတာဝန်ယူမယ်ဆိုလို့ရှိရင်ဒီထင်းကိုတိုင်းပညာရေးဆောင်ပွဲအချိန်တွင်းမှာအိုက်ဟူစီမှာအပ်ထားမှာပဲဖြစ်ပါတယ်။အိုက်ဟူကတော့သူ့ကိုအစည်းအကမ်းလုပ်ခိုင်းရလို့ထင်နေပြီးကျန်ဆောင်ကတော့အိုက်ဟူနဲ့ဒီထင်းကတငယ်ချင်းကောင်းနေဖြစ်လို့အပြန်အလှန်စောင့်ရှောက်ခိုင်းုံပဲလို့ပြောပြလိုက်ပါတယ်။ပေါင်လူကျွင်းကတော့ဒီကိစ္စကစေသူကြီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့်သူ့အလုပ်တာဝန်ပေါ်မှာတက်ရောက်သွားမှာဆိုလို့ဂရီပေးခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဇာကုံးစောင့်တော့တကယ်လို့အိုက်ဟူသာမကူညီနိုင်ရင်သူတို့နေနေတဲ့စေသူကြီးတီကို အိမ်တွင်းကိစ္စဆွဲစကားနဲ့ပါပါနဲ့နဲ့ညင်းရလိမ့်မယ်လို့ဆရာကုန်းစောင်းဝင်ပြောပါတယ်။ကျန်ကြောင်းလည်းတကယ်လို့အာယူမကူညီရင်တော့ဒီထင်တိုင်းမညာလုံလောက်လောက်မတက်တာဘဲအပြစ်တင်ရတော့မယ်ထင်တယ်လို့ထပ်ပြောလိုက်တာပါ။ဒါပေမဲ့ပေါလုံကြီးမင်းကတော့အဲ့လိုညင်းလို့ရပေမယ့်အာယူတို့ကသူ့ကိုကူညီပေးနိုင်မယ့်အရာတစ်ခုကိုရှာပေးခြင်းကြောင့်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့အာယူလည်းလက်ခံလိုက်ပြီးတော့ကျန်ကြောင်းနဲ့ဆရာကုန်းစောင်းမျက်နှာထားကြောင့်သူတို့သုံးယောက်ပေါင်းပြီးတော့အကွက်ချတာမဟုတ်ဘူးမျော်လေးနေပါတော့တယ်။အဲ့နောက်အာယူလည်းသူ့ကိုအကွက်ချတာမချချနေပါစေတော့ဒီထင်စေသူကြီးကိုသွားရှုပ်ရင်သူကောင်းပေါ်သာအပြစ်ပုံချလိုက်ဖို့နဲ့ ဒီထင်းလုံကြုံရင်းကိုသူတောင်းဝင်ယူကြောင်းကိုပြောလိုက်ပါတော့တယ်။ဒီအိမ်တော်မှာကလည်းဒီထင်းကဖေဖြစ်သူကိုလိန်ပြောပြီးတော့အပြင်ထွက်ခဲ့မိတာကြောင့်အပြစ်ဝင်ခံနေရပါတယ်။ဒီထင်းကတော့သူ့အတော်အိမ်ကိုသွားတယ်ပြောမှဘာဆန်ပါအိမ်တော်မလိုက်မှဖြစ်လို့လိန်လိုက်ရကြောင်းကိုဓာတ်ပြောပြပါတယ်။ဖေဖြစ်သူကတော့ဒီထင်းနေနဲ့အာယူကိုသွားစာခြင်းအောင်ပုံမလင်းလင်းပြောပြီးတော့သွားတင်တယ်လို့ပြောလိုက်ပါတယ်။ဒီချင်းကတော့သမီးဖြစ်သူကိုလည်းပြောခဲ့ဘူးတဲ့အတွက်ဘာဆန်ပါအိမ်ကိုမလိုက်ခိုင်းစီခြင်းလည်းပြောခဲ့ဖို့ပြောပါတယ်။ဒါပေမဲ့ဒီထင်းကတော့အဖေဟာအဲ့လိုတောင်ပြောခဲ့မယ်ခိုင်ဖုံးရုံတော်အထိသူတို့နှစ်ယောက်ကိုလွတ်ပြီးတော့လာစာခိုင်းတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ ဒီထင်ကတော့သူ့မှာဘလို့ပဲဖြစ်ဖြစ်လွတ်လပ်ခွင့်လေးနည်းနည်းမှမရှိတာကြောင့်အဖေပြေသူကိုစိတ်ဆိုးနေတာပါဒီထင်ကတော့သူ့တို့အပြင်ထွာတိုင်းစစ်သူကြီးနှစ်ယောက်ကလိုက်လိုက်နေရတယ်ဆိုတာအားလုံးတို့ထူးဆန်းနေမှာပေါ့လို့ပြောလိုက်ပါတယ်အဲကြောင့်ဒီချင်းနဲ့တမီးဖြစ်သူနောက်ကိုစစ်သူကြီးနှစ်ယောက်မဟုတ်ပဲအိုက်ဟူဆိုရင်ရောလို့မေးလိုက်ပါတယ်ဒီထင်ကတော့အိုက်ဟူကတော့သူ့ကိစ္စတွေနဲ့သူအလုံးရှုံနေမှာကြောင့်တဏီကုံသူ့နောက်လိုက်နေပေါ်အချိန်ရှိမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်အားကြောင့်ဒီချင်းလဲပေါင်လူကြီးမင်းကတိုင်းပညာရဲ့ဆောင်ပွဲအချိန်မှာအိုက်ဟူကဒီထင်းကိုအဖို့ပြူပေးမဲ့ကိစ္စသဘောတူထားကြောင်းပြောပြလိုက်ပါတော့တယ် ဒီထင်ကတော့အယူကတငယ်ချင်းဖြစ်တာကြောင့်သူ့ရဲ့နောက်လိုက်အစီကံလောက်ခိုင်းလို့မရဘူးလေအဖေရဲ့လို့ပြောပါလေပြီးတော့ဒီထင်ကအဖေဖြစ်သူရဲ့အခုလို့လုံးရကြောင်းတငယ်ချင်းဖြစ်သူအယူကသူ့ကိုအထင်သေးသွားတော့မှာပဲလို့ပြောနေခဲ့ပါလေဖေဖြစ်သူကတော့သူဟာအမြဲတမ်းအပြင်းမာပဲနေရတာကြောင့်တမီးဖြစ်သူရဲ့လုံခြုံရေးအတွက်လူခေါ်ပြီးတော့ကာကွယ်ပေးတာပဲလုပ်ပေးနိုင်တယ်လို့ပြောပါလေဒီချင်းကတော့အခုမှမျိုးတော်ကိုပြန်လာပေမဲ့ဇေယျဥစည်းမှုရဲ့တာဝန်ကြီးကိုထမ်းဆောင်ရတော့မယ်လို့ပြောလိုက်ပါလေအဲဒါကြောင့်ကုစရင်လူပန်ရောက်ကိုပြစ်မှုကျွလို့မရအောင် လူပနေအောင်မနာလိုဖြစ်မြောက်လုံနေမိပြီလဲမသိပါဘူးလို့ဒီချင်းကထပ်ပြောလိုက်တာပါဒီချင်းကတိုင်းပညာရဲ့ဆောင်ပွဲချင်းပါအချိန်မှာသမီးဖြစ်သူရဲ့လုံချုံရေးအတွက်ကြောင့်နဲ့စိတ်ပြန့်လွေနေတာမျိုးတွေမဖြစ်ချင်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့အာယူကိုတည်ထင်တဲ့အဖော်ပြရတာကလည်းမလွဲသာမဆောင်သာလို့ပါလို့ဒီချင်းကထပ်ပြောလိုက်ပါတယ်ဒါပေမဲ့ဒီချင်းကအာယူကိုတည်ထင်တငယ်ချင်းဖြစ်နေတတ်မှတ်ပြီးတော့လက်ခံလိုက်တာကြောင့်ဒီထင်လိုက်အာယူကိုတငယ်ချင်းနေနဲ့တတ်မှတ်သိနေလို့ပြောလိုက်ပါတယ်အဲနောက်ဒီထင်လိုက်အာယူနဲ့အတူပဲသွားသွားခေါ်သွားလို့ရတာကြောင့် အဖေပြေသူရဲ့စကားကိုနားထောင်ပြီးတော့အာယူကိုအဖို့ပြုခိုင်းမှုကိုသဘောတူလိုက်ပါလေ။ဇာကုံးစွန်းရဲ့ကြံကြောင်းလိုက်အာယူစိတ်ညစ်နေအောင်မြင်ရတာကြောင့်တီထင်းကိုအဖို့ပြုပေးမယ်ဆိုရယ်ဂရီကိုပေးမိတာနောင်နာများရနေရလားလို့မေးလိုက်ပါလေ။အာယူကတော့တီထင်းနဲ့သူကအတိုင်ဖောက်ညီပေမဲ့အခုလိုတီထင်းနဲ့အမြဲတူရှိနေရတာသူ့အတွက်တောင်းဝန်တရလို့ဖြစ်နေအောင်သူကစိတ်ညစ်နေရပါ။ဇာကုံးစွန်းကအာယူကိုတောင်းဝန်တရလို့မတတ်မှတ်ပဲတီထင်းကိုတန်ငယ်ချင်းဖြစ်နေတတ်မှတ်လို့ရာချောင်းကိုရှင်းပြပါလေ။ဇာကောင်းတော့ဘသူကဘသူစကားနားထောင်မယ်လို့မဟုတ်ဘဲနဲ့တကယ်ချင်းနေကြမှာယောသားပွင့်လင်းနေလို့ရှိရင်အရာအလုံးကသူ့လိုလို ဖြစ်သွားပါလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။အဲဒါမှာတော့ IUC ကိုတီထင်အားရောက်လာပြီးတော့သူ့ကိုအဖော်လုပ်ပေးမယ်အကြောင်းကိုလာပြီးတော့မေးပါတော့တယ်။ IU ကတော့ဖီအားမများပဲသူတို့ကတငယ်ချင်းတွေမလို့လက်ခံလိုက်တာလို့ပြောလိုက်ပါတယ်။တီထင်ကတော့ IU ရဲ့ဂုံပုတ်ကြောင့် IU စကားကိုနားထောင်မှုအတွက်ဆုံးဖြတ်လိုက်ပါတယ်။တပတ်မှလည်းတီလူကြီးမင်းက IU ကိုတီထင်နဲ့အဖော်ပြုပေးခိုင်းတာကြောင့်ပေါင်လူကြီးမင်းကိုဂျေဆုတင်နေပါတယ်။ပေါင်လူကြီးမင်းလည်း IU ကိုစေခိုင်းတာမဟုတ်ပဲ IU ကသူ့သဘောနဲ့သူလက်ခံတာလို့ပြောလိုက်ပါတယ်။ တကယ်တော့အာယူကနန်းတော်ရဲ့လူမှုတ်သေးပဲနဲ့ကိုသဘောနဲ့ကိုယုံတော်ကိုလာနေပြီးတော့ပေါလုံကြီးမဲမှုစီရင်တာကိုကုညီပေးတောင်းတီချင်းကိုရှင်းပြလိုက်ပါတယ်။တီချင်းလည်းတီထင်းရဲ့လုံခြုံရေးဟာကိုကြီးကိုယ်တာကိစ္စဖြစ်တာကြောင့်အာယူကယုံတော်လူမှုတ်တဲ့အတွက်ဒုက္ခပေးလို့မဖြစ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ပေါလုံကြီးမင်းကတော့အာယူဟာတိုင်းလောကသားတယောက်ဖြစ်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေလို့ဒီကိစ္စလေးသူ့ဆန္ဒအရဖြစ်လာတာပါလို့ပြောပြပါတယ်။အဲဒါမှတော့ဆောင်ဝဲကနန်းတော်လမ်း15တန်းရှိပြီးတော့လမ်းသီးသီးကလည်းဝိစင်တိုင်းသမားနှစ်ယောက်ကိုမြို့တော်မှာဆောင်ဝဲဖြေဆိုခိုင်းရမှာစုစုပေါင်းလည်းဝိစင်တိုင်းသမား အယောက်30ဟာဆောင်းဝဲဆောင်တဲ့ကိုရောက်နေဖြစ်ကြောင်းဒီချင်းတို့ကိုပြောပြလိုက်ပါတယ်။ရဲစမ်းလူကြီးမင်းကတော့ဆောင်းဝဲစည်းကမ်းရဆောင်းဝဲမကျင်းပါခင်၃ရက်မှအပြင်ထွက်ခွင့်ပိတ်ပြီးတော့မတိုင်ခင်မှာတော့လက်ဝေးစင်တိုင်းသမားတိုင်းမှာခါးတစိပြားရှိတယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ရဲစမ်းလူကြီးမင်းကနေထွက်ပြီးတဲ့နောက်ပိုင်းနေမွေငင်မှာတစိပြားနဲ့ဝင်ထွက်လို့ရကြောင်းဒီချင်းတို့ကိုရှင်းပြပါတယ်။ကြံကြောင်းလေးတယောက်ကအဆောင်ကနေထွက်သွားပြီးတော့တစိပြားယူပြီးတော့ခိုးဝင်လာမျိုးရှိမလားလို့မေးပါတယ်။ရဲစမ်းလူကြီးမင်းကတော့ဆောင်းဝဲဆောင်မှာလက်ဝေးစင်တိုင်းသမားအယောက်၃၀ကို၆ဖွဲ့ခွဲထားကြောင်း အဖွဲတိုင်းမှာအဆောင်တောင်ငန်းအဖွဲဝင်၂ယောက်စီဆေးလုပ်ပြီးတော့တစ်ချိန်လုံးအဆန့်ပြတ်ထားရတယ်လို့ပြောပြပါတယ်။ရှောင်းဝိုင်းကတော့ဒီလူကြီးမင်းနဲ့ပေါင်လူကြီးမင်းတို့ရဲ့လူတွေကိုစီးရင်နဲ့အဆောင်တောင်ငန်းစီလွှဲပြောင်းစစ်ဆေးပြီးရင်တစိပြားထုတ်ပေးမယ်လို့ပြောပြလိုက်ပါတယ်။ဂျန်တဲ့လူတွေကိုတော့ရှောင်းဝိုင်းကသူပါဝင်ဆောင်ပွဲဆောင်ထဲမှာနေပြီးတော့အပြင်ထွက်ခွင့်မပေးထားကြောင်းပြောပါတယ်။အဲကြောင့်ရဲဆန်းလူကြီးမင်းကတော့စီးရင်ဦးစီးဌာနနဲ့ခိုင်ဖုန်းတော်နဲ့တရက်ကလေးတောင်မှမနေလို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ဒီလူကြီးမင်းနဲ့ပေါင်လူကြီးမင်းတို့ဆောင်ပွဲဆောင်မှာနေရတယ်ဆိုပေမဲ့ မလိုဘူးဆိုရင်တော့ရုံးတော်ပြန်ပြီးတော့အလုပ်ကိစ္စတွေစီမံလို့ရအောင်ကိုထပ်ပြောပါရစ်အဲဒါမှတော့ဒီချင်းကစေးပြူဟာနဲ့ပတ်သက်တဲ့စာပေပညာဆောင်ပွဲကိုရဲလူကြီးမင်းကိုအပ်လိုက်ပြီးတော့မြင်းစည်းမြားတိုင်းပညာကိုတော့ကြံကြအောင်အားကိုးလိုက်ပါရစ်ပြီးရင်တော့ပေါင်လူကြီးမင်းတောင်ဝဲဟာကိုချင်းစရာရှေးရှေးလာဖြစ်ပြီးဒီချင်းကတော့ဘေးအမိန်တော်ရအရှင်မင်းကြီးရဲ့ဆေးဆေးမှုနေနဲ့အစာဆုံးဆောင်ပွဲကိုကိုတိုင်ညွှန်ကြားသွားမှာပဲဖြစ်ပါရစ်အဲဒါမှတော့ကြံကြအောင်ဆရာကုန်းဆုံးယူလာတဲ့ဆင်းတွေကိုမာခိုင်းနဲ့ရှန်ကုန်းကျွန်းစီကိုချက်ချင်းပို့ပါရစ် ောင်လီမင်းကတော့ဆောင်းပွဲမပြီးဆုံးခင်လက်ပီးစင်တိုင်းသမားတွေရဲ့နောက်ကျောင်းကိုအသေးစိတ်စုံစမ်းထားတဲ့ရလတ်ယူမယ်ကျောင်းကိုပြောလိုက်ပါတယ်။အဲဒါမှတော့ဒီထင်ကအာယူကိုမိန်ကလေးလိုဝေခိုင်းပြီးတော့အတော်ပြည့်သူစီကိုသွားတွေးဖို့ခေါ်နေခဲ့ပါတယ်။အာယူကသာဒီထင်ရဲ့တဝူးဒီသောတငယ်ချင်းဖြစ်တာကြောင့်အာယူလည်းဒီထင်တို့ကမိန်ကလေးလိုဝေပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒါမှတော့အာယူနဲ့ဒီထင်ဟာမိန်ကလေးလိုဝေစားကြပြီးတော့အတော်ပြည့်သူစီကိုလာတွေးခဲ့ပါတယ်။အတော်ပြည့်သူကတော့အာယူဝေစားလာတာကိုကြည့်ပြီးတော့သဘောကျလို့ဒေချာကြည့်နေခဲ့ပါတယ်။အဲဒါမှတော့မင်းသားရောက်လာပြီးတော့အာယူဟာသူရဲ့ကောင်းလေးအာယူဆိုပြီး တိုင်းလောကမှာနာမည်ကြီးတဲ့အကြောင်းဝင်ပြီးတော့ပြောလိုက်ပါတယ်။မင်းသားကြီးကလည်းပေါင်လူကြီးမင်းပြောခဲ့တဲ့အာယူဖြစ်နေမယ်ထင်လို့ဒီထင်လို့ရှိရကိုရောက်လာခဲ့တာပါ။မင်းသားကြီးကတော့အာယူဟာငငယ်လေးနဲ့အမှန်တရားဘက်ကရဲဝံရက်တည်ပြီးပြည်သူတွေမတရားခံရတာကိုပယ်ဖျက်ခြင်းစိတ်ရှိကြောင်းပေါင်လူကြီးမင်းပြောမှုတဲ့အကြောင်းကိုပြန်ပြောပြလိုက်ပါတယ်။အဲနောက်မင်းသားကြီးနဲ့ဂျီအာရိုဒီကအာယူကိုညသာသမင်းစားသွားဖို့ပါသမင်းစားဖိတ်လိုက်ပါတော့တယ်။မင်းသားကြီးကမင်းကြီးထီးနန်းတက်တာမကြသေးခြင်းကမင်းကြီးက73နှစ်ရွယ်ပဲရှိသလားကြောင်းဘရင်ကိုစားအုပ်ချုပ်သူလုံပေးခဲ့ရကြောင်း ်ဂျီအန်ရိုတီကအာယူတွေကိုရှင်းပြနေပါတယ်အဲ့ဒါမှာတော့အာယူတို့ညသာစားပြီးမှတီထင်ကအာယူရဲ့ကြီးစားဘွားအကြောင်းကိုသိသွားခဲ့ပါတယ်တီထင်ကတော့အာယူငယ်စဉ်ကနေရက်တွေဖြတ်တန်းရတာတကယ်ကိုခက်ခဲကြမ်းတမ်းခဲ့တာကြောင့်တနာနေမိခဲ့ပါတယ်တီထင်ကအာယူကိုတသက်လုံးတငယ်ချင်းလှုပ်ဖို့တောင်းဆိုလိုက်ပါတယ်အာယူကတော့အဲ့ဒါကိုလက်ခံလိုက်ပြီးတော့မနက်ဖြန်မှာဒီထင်ကိုယောက်ျားလေးဝတ်စုံနဲ့ခိုင်ဖုံးရုံးတော့လာတွေးဖို့မှာခဲ့ပါတယ်အဲ့ဒါမှာတော့ပေါင်လူကြီးမလဲကြံချောင်းစင်းတွေပို့ပြီးတာကြောင့်အဲ့ချိန်ကြားလို့ရှိရင်ရုံတော်တော်မသိရတဲ့နောက်ကျောင်းတွေသိရတော့မယ်လို့ပြောနေပါတယ် မနက်ဖြန်မှာတော့ဆရာကုန်းစိုးနဲ့ပေါင်လူကြီးမင်းကလက်ဝိစင်ရောက်30ကိုတယောက်ချင်းခုံမေးဖို့အတွက်အဖွဲ့တွေခွဲထားပြီးမေးမြန်းတဲ့နေရာမှာရှိနေမှာဖြစ်ပါတယ်။အဲနောက်မှာတော့အာယူကတော်ကြာမှပြန်လာပြီးဦးရော်ရှင်းနဲ့ဂျင်အာတော်တီကထမင်းဖိတ်ကြွေးတဲ့အကြောင်းပြောပြလိုက်ပါတယ်။အာယူကတော့သူနဲ့တီထင်ကြားကဆက်ဆိုင်ကပုံမနှန်ဆိုင်လာကြောင်းပြောနေရကြောင်းဂျန်ချောင်းတို့လည်းဝိုင်းပြီးတော့စားနေကြပါတယ်။ဆရာကုန်းစိုးကတော့အာယူကိုသွားမယ့်နေရာကိုမေးလိုက်တဲ့အတွက်အာယူလည်းသူနဲ့တီထင်ကြားကလူဝတ်ချက်ကိုမပြောပြနိုင်ဘူးလို့ပြောနေရီမောနေခဲ့တာပါ။ဒါဆိုတော့အာယူကတီထင်ကိုစောင့်ရှောက်မှမလွယ်ကူလာပေမဲ့ ဒိုင်းမင်ညာဆောင်ပွဲနေရာမှာကိုရောဒိုင်းမင်ညာဆောင်ပွဲနေရာကိုရောတို့တွေနောက်တစ်ခေါက်ထပ်သွားအောင်မလားဒိုင်းမင်ညာဆောင်ပွဲရောဘလို့ခက်ခဲနေတယ်ကြုံရအောင်မှာလဲဘလို့အမှုတွေဖြည့်ရှင်းသွားမှာလဲပြီးတော့အာယူနဲ့တီထင်တို့ဘလို့တွေတောင်းကျမ်းကြအောင်မလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်ရှုစားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကတော့ဒီလောက်ပါပဲပြည်သူတရားရှင်ပေါင်ချင်းဇလန်းတွဲများကိုနောက်နေ့ဒီမှာလည်းအပိုင်းဆက်တွေဆက်လိုက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်ပါတယ်အဲ့ဒါ channel subscribe လုပ်ပြီးနောက်ခေါင်းလောက်နေပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီကြားထဲမှာလည်းတခြားရုပ်ရှင်ဇာတ်ကားတွေကိုဆက်လိုက်ပြီးတော့တင်ပေးသွားဦးမှာပါအဲ့တော့ဒီနေ့မှာအစားဆုံးလိုက်ပါကြည့်ရှုခဲ့တဲ့ချိန်ပေးတဲ့ဗိုလ်ရာတို့အားလုံးပဲကျေးဇူးတူပဲတင်ပါတယ်မကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ